ဖြစ်တယ်ရရတာပို့ပြီးတော့ဟိုထိန်းရတာပိုကောင်းတယ်။ဘာလို့အတိတ်ကြတော့ကိုပြောတဲ့စကားလေးနားထောင်ရလေ။အဟောင်းလေးကြတော့လည်းအဲ့လိုကင်တွေကခက်တဲ့လူလေးရှိတယ်။အဲ့လိုပေါ့။ကိုညီလေးကျော်စုစုလို့ရှိရင်လည်းဒီဒီစကားရိုက်ဖို့အတွက်စပြီးတော့သူ့ကိုဇလန်းလေးပို့ပေးတဲ့အချိန်မှာသူလည်းဒီဇလန်းကိုသဘောကျတယ်။အပြင်မှာတွေ့လိုက်တဲ့ခါကျတော့လည်းဟိုသူအရန်လေးသဘောကောင်းတယ်။ဟဲ့ဆောင်ကလေး။ဒီမှာဒီဟာရွာလူပိုင်ဝင်မိပပါ မေပပဖဲ့ရဲမှာပါညီမဘာမှမဖြစ်ဘူးဆိုအိမ်မှာလည်းအများကြီးစုခံအမေတို့စုတာခံနေရတော့နောက်ပိုင်းတော့ရင်သွားအဲ့လိုပဲဖြစ်လာမှာပါအဲ့လိုတော့မဆိုးပါဘူးအဲ့လိုတော့မဆိုးလောက်ပါအဲစိမ်းမန်းသစ္စာအဲစိမ်းမန်းသစ္စာဆိုတော့ကျွန်တော်တို့ drama series ပါအဲဒီစကားလေးကတော့ကျွန်တော်တို့ပြောဆောင်နေရတော့ကျော်စုအဲအလင်းတဲ့ပြီးလို့ရှိရင်အေဒင် ကျော်ကျော်စင်းနည်းနဲ့ပြီးလို့ရှိရင်မော်ခွန်တက်အပီအစတာလင်းအဲအဲ့ဒါလင်းဆိုတဲ့နာမည်ကနေပြီးတော့အစတာလင်းဆိုပြီးတော့နာမည်ချင်းပြီးတော့အတော်ဆုံးရိုက်တဲ့စီးရီးဖြစ်ပါတယ်အာဒီကားရဲ့မှာတော့ညီမစိတ်ပန်းလီလီကာရိုက်တာဆိုတဲ့တင်ရလေးတော့ယူထားပါတယ်အဲဒီကားကတော့ညီမကအအဖေကိုတတ်လိုက်တဲ့လူကိုပြန်ပြီးတော့လက်စားချေရမယ့်ပုံစံမျိုးလေးပါရှင့်ဟုတ်လိုအပ်ချက်များစွာနဲ့မင်းကလေးတယောက်လိုအပ်ချက်များစွာနဲ့မင်းကလေးတယောက်ပေါ့သူကရိုက်တာ ဟုတ်ကဲ့ကျွန်တော်ကလင်းသက်ပါကျွန်တော်ကတော့ဒီကားထဲမှာပေါ့ရဲရင်နေရာနေတရုတ်ဆောင်ပါပါရဲရင်ကတော့ဟိုပေါ့နှုတ်ခတ်ချက်များစွာနဲ့ကောင်မလေးတယောက်ကိုကူညီပေးမဲ့လူဖြစ်ပေါ့ကြွလိုက်ဟုတ်ကဲ့ဒီထဲမှာတော့ပါပါအနေခင်မွေးရေတို့ပါမယ်เนาะ ဟိုဟာဥဝင်းမြန်တို့ပါမယ်နော်ဖေးဥဝင်းမြန်တို့ပါမယ်နောက်ဥထုတာတို့ပါမယ်ဟုတ်နောက်ပြီးတော့ကိုကျော်စုပေါ့နော်ကျွန်တော်တို့ရဲ့ senior ကြီးပေါ့ဟုတ်ကဲ့တော်တော်တူတူတောင်းဆောင်ပါပါဟုတ်ဒီဘက်ပေါ့ဟို senior တွေရှေ့ရရသမျှအတွေ့အကြုံတွေကုန်ယူပြီးတော့ကျွန်တော်တို့အကောင်းဆုံးကြိုးစားပြီးတောင်းဆောင်သွားပါပါအတိတ်ကတော့တွေးတွန်းနေပြီလားပေါ့တွေးတယ်အများတိတ်တော့တွေးမတွေးဘူးဘာဆိုတော့ရှေ့ဟိုဘာလို့ဘယ်လိုဆိုမလဲအတိတ်တွေရရတာပို့ပြီးတော့ဟိုထိန်းရတာပိုကောင်းတယ်ဘာဆိုတော့အတိတ်ကြတော့ကိုပြောတဲ့စကားလေးနားထောင်ရလေအဟောင်းလေးကြတော့လည်း အဲ့လိုဂိုင်တွေရခက်တဲ့လူတွေရှိတယ်အဲ့လိုပေါ့ဟိုတချို့ကြလည်းဟိုတကယ် professional ပြီးသားပါတယ်သူအလုပ်ကိုသူလုပ်ပေးတော့ကြတယ်တချို့ကြလည်းထိုင်ရင်ထိုင်ရခက်တဲ့လူတွေလည်းကြုံရတာပါပဲဒါပေမဲ့ဒီမှာအသေးသေးကြတော့သူတို့ကြတော့ကိုအပြင်မှာလည်းတကယ်မိသားစုလိုညီကောင်မနှမလိုဖြစ်နေတဲ့လူတွေဖြစ်တဲ့တဲ့ကြောင့်ကိုကျွန်တော်တို့အခက်အခဲတွေဆုံးကြတော့ရှိမှာမဟုတ်ပါဘူးလောက်ပါနော်ပြေးပါလေသိုးပါပြေးပါလေသူကဟိုရှင်းပြောရင်တကယ်လဲရက်ခွင့်ပေါ်မှာကျတော့ဒီဒီအလုပ်ပေါ်မှာတခြားလေးစိတ်နှစ်ပြီးတော့လုပ်တဲ့အထိမှာပါပါတယ်သူက တဲ့ကြီးဟို complaint တက်တဲ့ထဲမှာမပါဘူး။ကိုညီလေးကြော်စုဆိုလို့ရှိရင်လည်းဒီဒီစကားရိုက်ဖို့အတွက်စပြီးတော့သူ့ကိုဇလန်လေးပို့ပေးတဲ့အချိန်မှာသူလည်းဒီဇလန်ကိုသဘောကျတယ်။အပြင်မှာတွေးလိုက်တဲ့ခါကျတော့လည်းဟိုသူအရန်လည်းသဘောကောင်းတယ်။ပြီးလို့ရှိရင်တော့ဒီဇလပေါ်မှာလည်းသူအရန်စိတ်ဝင်စားတဲ့အတွက်ကြောင့်ကိုသူကလက်ခံဖြစ်တဲ့ခါကျတော့အပြင်မှာတွေးပြီးတော့စကားလေးပြောဖြစ်တဲ့ခါတော်တော်လေးကိုအဆင်ပြေပါတယ်။ ဒီလေးလေးဟိုအရှင်မြတ်ဒီထက်လေးကျိုးတိုးတက်အောင်ပါပါသူကလည်းညီမတို့ကတော့ဝေဖန်နေကြိုက်ဆုံးပေါ့နော်ဒါဆိုတော့ညီမတို့ကအစ်စ်ဖြစ်တဲ့အတွက်ညီမတို့ရဲ့လိုအပ်ချက်တွေကိုဒါကပြိသက်တွေကတိတိကျကျကြည့်ပြီးတော့ဝေဖန်တာကတော့ကိုကောင်းတာပေါ့နော်ညီမတို့လည်းအဲပြိသက်တွေပြောတဲ့စကားလေးပြန်ကြားချင်ပါရဲ့ရှင်ဟုတ်โอเคပြိသက်ကတော့ကြည့်တတ်ပါတယ်ပြိသက်ကတော့တို့ကအတိဆုံးပါနော်ကိုရီးယားတကယ်လုံးနေပေမဲ့တို့ကကြည့်တဲ့အခါကျတော့ပြိသက်တယောက်ရဲ့မျက်လုံးနဲ့ သူတို့ကအဲတဘာဝကြခြင်းမကြခြင်းသူတို့ဝေဖန်တတ်ပါတယ်သူတို့ကောင်းကောင်းဆုံးဖြတ်တတ်ပါတယ်ဟုတ်ဟဲ့ဟဲ့မှာပါညမဘာမှမဖြစ်ဘူးဆိုတော့အိမ်မှာလည်းအများကြီးစုခံအမေတို့စုတာခံနေရတော့နောက်ပိုင်းတော့ရင်သွားအဲ့လိုပဲဖြစ်လာမှာပါအဲ့တော့မဆိုးပါဘူးအဲ့တော့မဆိုးတော့ပါအဲ့သူကကြတော့ဒီတကယ်မိသားစုနဲ့ပဲတကယ်ဟိုဟာဟိုဘောနော်ဟိုဘယ်လိုလဲတကယ်ဟို အပြင်မှာအဲ့လိုမျိုးထွက်ပြီးတော့ဒီဒီလုပ်ညာလုပ်တွေတိတ်လောက်တာတိတ်နေတယ်အဲဒီဦးလေးတွေဒီကိုရင်းနဲ့ဒီမောင်ညီကောင်မတွေနဲ့ပဲအဓိကလောက်တာဖြစ်လို့တကြောင်ဟိုတိတ်ကြီးအပြင်မှာတော့ထိတွေ့မှုနေသေးတယ်ပေါ့နော်အဲ့ကြတဲ့ကလေးဟာဖြစ်လို့ရှိရင်လိုအပ်ချက်တရှိလို့ရှိရင်လည်းဟိုဝိုင်းပြီးတော့ကုညီပေးပါအောင်ပန်ပန်ပို့ပေးကြပါအောင်လို့မီဒီယာတွေကလည်းဒီကနေတောင်းဆိုပါတယ်ဗျဟုတ်ကျွန်တော်ကာရိုက်တာကဟိုအေးတယ်ဆိုပေမဲ့လည်းလွယ်လွယ်လေးနဲ့တူအောင်လို့ပါနည်းနည်းခတ်တယ်ပေါ့အာနည်းနည်းလိုအပ်ချက်တွေကိုဖုံးထားပြီးတော့တရုပ်ဆောင်အောင်ပါပေါ့အဲ့လိုမျိုးပါဟုတ် အဲဟုတ်ကဲ့ဟုတ်ကဲ့စိန်ခေါ်မှုရှိပါတယ်ဟုတ်ကဲ့ဇကာတကားလုံးကကျွန်တော်တို့တစ်ခါကြရင်ကြည်နေတဲ့လက်ခနဲ့ဆိုကျွန်တော်တို့အဲ့လိုချိန်သွားတာမျိုးတွေကရှိတယ်ဒီဇလန်လေးမထင်သားတာလေးပေါ့နော်ရွက်ွက်လေးနဲ့တော့လားဘာပြောထားခြင်းလဲဆိုတော့ဘာပြောထားမလဲဆိုတော့စောင့်ကြည့်ရမှာပေါ့နော်စောင့်ကြည့်ပေါ့ဘာဖြစ်ဆိုတော့ဘာဖြစ်လာမလဲဆိုတော့စောင့်ကြည့်ပေါ့ကိုရီတောင်ဇက်ဖက်နေနေနော်တက်မလာတာဘာဖြစ်မှာလဲဘာဖြစ်မှာလဲဆိုတော့နောက်ပိုင်းနောက်ပိုင်းဘာတဖြည်းဖြည်းဖန်ဖန်နေမှာဩ ူကဒီလိုဖြစ်သွားတာလားဆိုအဲ့လိုမျိုးဖြစ်သွားတာပါเนาะပြိတ္တလည်းလို့ဖြစ်မှာပါအဲဒီဇက်ကားလေးကအရန်ဟိုစိတ်ဝင်စားဖို့ကောင်းပါညီမတို့လည်းဒီဇက်ဖန့်ရင်နဲ့ဇက်ရှင်ကအရန်တက်လာပါဗောနော်အဲမထင်မှတ်ထားတဲ့ပုံစံမျိုးတွေကိုတော့ပြိတ္တတွေမြင်တွေ့ရမှာဖြစ်လို့တခြားလေးစောင့်မျှော်ကြည့်ရှုပြီးပါအောင်ပြောချင်ပါတယ်ရှင့်အဲ့ဒါဟုတ်ကဲ့ဗျကျွန်တော်ကတော့တကားပြီးတကားကိုဒီထက်ပူပြီးကောင်းအောင်ပူပြီးကောင်းအောင်လို့ကျွန်တော်စူးစမ်းပြီးတော့ပုံဖော်ပြီးလည်းကြည့်နေပါတယ်အဲဒီကားလည်းကျွန်တော်တို့စိန်ပန်းသစ္စာဆိုတဲ့ဒီ series ကလည်းပြိတ္တလက်ထေကိုအကောင်းဆုံး ဒရမာကာရကအနေနဲ့ကျွန်တော်တို့ရောက်ရှိမှာဖြစ်ပါတယ်အားပေးကြပါအောင်